အားလုံးမင်္ဂလာပါဗျာဆော့ကာတီယံနဲ့လည်းပြန်လည်ပြီးကြိုဆိုလိုက်ပါနော်ဒီနေ့အင်္ဂါနေ့ညပါတော့ချန်ပီယံလိပွဲကောင်းတဲ့အားကြီးကံမှုရှိပါတယ်ဒီချန်ပီယံလိပွဲကံမှုရှိတာကိုကျွန်တော်ကိုယ်ပွဲလုံးကိုလူတို့ရှင်ခက်မြန်မြန်လေးပြည်ပြလုပ်ပေးသွားမှာဖြစ်ပါတယ်ညညကျွန်တော်မန်နေလိုက်မှာတော့ကိုမျိုးကြီးအစံပြေးလိုက်ပါအောင်ဒါကြောင့်ကျွန်တော်ဒီရရဲ့ညောပပွဲစဉ်တွေမှာအကောင်းဆုံးပေါင်းပြအောင်အကောင်းဆုံးပြန်လည်ကြိုးစားပေးပါမယ်ကျွန်တော်ဒီ preview ပွဲစဉ်တွေဘက်ကိုကြွားလိုက်အောင်အမောင်းဒီလိုအစောပိုင်းပွဲစဉ်ဖြစ်တဲ့ဒီဘာစီနဲ့အိုလံပီယာပေါ့ဒီဘက်မှာအေရှန်ဘာစီကဘောရင်းနှလုံး35ကြာစာကုပေါင်းကြီး3လုံး80ရှုံးမှာရှင်းပွင့်ထားပါတယ် ဈေးတောင်ကြာမနော်ဒီလက်ရှိလက်ရှိနောက်ပိုင်းဘွဲတွေမှာဖောင်းအောင်နေတဲ့ဘာစီလို့ဒီအင်းကလည်းနှလုံး၃၅ကြာစားတာဈေးတောင်မပြတ်ဘူးလို့ယူဆပါတယ်ဒီဒီနှစ်ပွဲချန်ပီယံလိဂ်နှစ်ပွဲကံထားတဲ့ဖောင်းကြည့်ရမယ်ဆိုတော့အိုလံပီယာကောကဒီချန်ပီယံလိဂ်နှစ်ပွဲမှာတပွဲရုံတပွဲသေးနဲ့တမတ်ပဲရရှိထားပြီးပေပွဲကလည်းဒီသူအနေနဲ့အတန်းသေးပါဖို့တော့အင်းကမှဒီစီစီပဲကံထားနေထားမှာဖြစ်တာကြောင့်အိုလံပီယာကောတို့ဒီဥရောပဘွဲဥရောပဘွဲတွေမှာတော့သူလည်းရလက်မကောင်းထားတဲ့အများမှာရှိပါတယ်အရင်ဘာစီကိုကြည့်ရမယ်ဆိုတော့ နှစ်ပွဲကထားရမှာတပွဲနဲ့တပွဲရှုံနေသုံးမှတ်ရရှိထားပါတယ်ပြီးခဲ့တဲ့ဒီပွဲမှာလည်းရက်ကြီးကိုအိမ်မက်မှာရှုံနေထားတဲ့နေရာမှာဖြစ်တာကြောင့်သူလည်းရက်မက်ရော့ထားတဲ့နေရာမှာဒီဒီကြော့မှာတော့အိမ်မက်မှာပြန်ကမ်းမဲ့နေရာမှာဖြစ်တာကြောင့်သူလည်းအရှင်မင်းနိုင်ပွဲရှာဖွေဖို့လိုအပ်နေတဲ့နေရာမှာရှိပါတယ်ဒီပွဲပြင်းလည်းသူလည်းအက်ကလစီကိုဒီဒါလီကာရဲ့အကြီးကအကြီးကြီးတဲ့ဝဲကမ်းဖို့ရှိတဲ့နေရာမှာဖြစ်တာကြောင့်ပြီးခဲ့တဲ့ဒီရက်လက်မကောင်းထားတဲ့အနေအထားမှာဒီပွဲမှာတော့ပြုနေတဲ့ဒီဘက်စတွန်းလို့ခေါ်လိုအပ်နေပါတယ်ဒီ ကလစီကိုဘွဲမတိုင်ရင်သူတွေနဲ့ယုံကြည်မှုအသာသမားယုံကြည်မှုရအောင်ဒီဘွဲကိုတော့ဒီအနိုင်ရလက်ထောက်အောင်စောင့်ဆောင်ဖို့လိုအပ်နေပါတယ်။ဒါကြောင့်မို့ကျွန်တော်နှလုံး35ကြာစောင့်ပေါက်ကြောက်မှာအေရှင်ပါစီဘောရွေးရွေးရှိထားပါတယ်။နောက်တစ်ဘွဲတော့ဒီအစောပိုင်းဘွဲစဉ်နဲ့ဖြစ်တဲ့ကာရာအမာဒီနဲ့ပါဖို့ဒီဘွဲမှာဝေးပါဖို့ကဘွန်ကြီး11 20ဘူပေါင်းကြီးနှလုံး30ရှုံမှာချိန်ခွင့်ထားပါတယ်။ဇီးနှောင်ကြီးရမနော်ဒီရမကွာတဲ့အတင်းတန်းဖြစ်ပေမဲ့ဒီအိမ်ကွင်းကနေကြီးမပြေးပဲနဲ့ဝင်းဝင်းပါဖို့ကလည်း11 20ကဈေးပြင်းနေနေထားမှာရှိပါတယ်။ ီလက်ရှိဖောင်ကြီးရမှာဆိုရင်လည်းပါဖို့ဖောင်ကောင်းတဲ့နေထားမှာရှိပါတယ်ချန်ပီယံလိမ့်မှာသူနေတဲ့ဒီအသင်းသေးဆိုပေမဲ့ရှော့တက်လို့မရတဲ့အသင်းသေးတဲ့မှာပါပါတယ်ဒီချန်ပီယံလိမ့်သူနေတဲ့ချန်ပီယံလိမ့်ဝင်ဝင်ကိုလည်းဒီသူ့ရဲ့ run မြင့်တဲ့အသင်းတွေကိုကြော်ဖြတ်လာတဲ့နေထားမှာရှိပါတယ်ဒီဒိုင်နမိုဇာဂရက်ဒီဘက်စတာဘေးလေးတို့ကိုကြော်ဖြတ်လာပြီးတော့ဒီဝမ်ဝမ်မှာလည်းအိုလံပီယာကော့လို့သူ့ရဲ့ run မြင့်တဲ့ဒီအပေါ်တင်းကိုအပေါ်တင်းအိမ်ဝင်မှာစီးစီးတေကထားနေထားမှာဖြစ်လာကြောင်းသူ့နေတဲ့ဒီခန်းစင်ပိုင်းရောဆိုတယ်လို့မြန်မာပြည်မှာရှိပါတယ်ဒီနောက်ခုမှတော့ဒီဘိုင်ယန်မြို့ကို1.5နဲ့ရှုံးနေဆိုပေမဲ့ ဒီဘိုင်ယန်ကိုရှုံးတာကပြောစရာမရှိတဲ့အနေထားမှာမရှိပါနဲ့ဒီဘိုင်ယန်ကတော့ဒီဒီနေရာဒီမှာဖောင်ရမ်းကောင်းပြီးအတင်းကြီးတွေတောင်ဘူပြအနေထားတဲ့အနေထားမှာဖြစ်တာကြောင့်ဒီပေါ့ဖိုးက wifi နဲ့ရှုံးတဲ့အနေထားမှာရန်ကြီးပြောစရာမရှိတဲ့အနေထားမှာရှိပါတယ်ကာရက်အမာဒီကတော့ဒီချန်မြန်လိုက်ပြီးနှစ်ပွဲကန်ထားရမှာသူတွေနဲ့ဒီခိုးပြက်ရှုံးနေထားတဲ့အနေထားမှာရှိပါတယ်စပိုတင်းလိုအတင်းမျိုးကို4-1ဘူပြကို5-0နေတယ်ဖြစ်နှစ်ပွဲလုံးဘူပြရှုံးတာဖြစ်တဲ့ကြောင့်ဒီဖောင်ရတော့ဒီခန်းစက်ကအတော်လေးဆိုးတဲ့အနေထားမှာရှိပါတယ်ဒါကြောင့်မို့လို့ဒီဘွဲမှာတော့ အဲဒီလွတ်တူရဲ့အတင်းတင်းအဝေးဝေးကနေကြေကျော်ပေးထားတဲ့ထားမှာလည်းဖြစ်တယ်ဒီဖောင်မင်းကလည်းဒီပါဖို့ဒီကန်စီကောတိုက်စစ်ပေါ်မစိုးလို့ပြောလို့ရတဲ့ထားမှာဖြစ်တာကြောင့်အဝေးဝေးပါဖို့ပေါ်ဒီကိုရွေးချက်ထားပါတယ်နောက်တော့ဒီအာဆင်နယ်နဲ့အီတီကိုဒီဘက်မှာအင်ရှင်အာဆင်နယ်ကဘောလေးတစ်လုံး30ဘောပေါင်းကြီးနှလုံးရှုံးမှာကြေပွတ်ထားပါတယ်ဒီစည်းတမ်းကိုကြည့်ရမှာတော့ဒီလက်ရှိဖောင်ကလည်းနှစ်သင်းနှလုံးဖောင်ရန်ကောင်းနေရဖြစ်တဲ့အကြောင်းဒီအာဆင်နယ်ကတော့ဒီ EPM မှာလည်းဒီတိုက်တယ်ကိုဥဆောင်ထားနေထားမှာဖြစ်တာကြောင့်အင်ကွင်းတစ်လုံး30ဇာကတော့ဒီပေးရမယ့်ဈေးလိုမျိုးစပါတယ် ဝင်းဝင်းအေဒီကိုကလည်းဒီလက်ရှိဖောက်မှာတော့ဖောင်ရန်ကောင်းတဲ့နေသားမှာရှိပါတယ်နောက်ဆုံး၅ဘောမှာ၄ဝဲ9တဝဲတည်နေတယ်ဒီအာဆင်နယ်လည်းနောက်ဆုံး၅ဘောမှာ၅ဝဲလုံးနိုင်တယ်နှစ်သင်းလုံးဖောင်ကောင်းမွန်ဆုံးအနေသားမှာရှိပါတယ်ဒီဟက်ဒီဟက်ဒီမှာကြည့်ရမယ်ဆိုတော့ဒီအေဒီကိုတို့ဒီအာဆင်နယ်ဒီတိုင်းမှာဒီအသာကြီးရထားတဲ့အနေသားမှာရှိပါတယ်ကျွန်တော်ဒီဘက်မှာတော့ဒီဝေဝင်းအေဒီကိုတို့ကလည်းဒီလာလီကာမှာသူ့အနေနဲ့ဒီတိုက်တယ်ရစ်ကနေဆိုးဆိုးဆီးဆီးထွက်ထားတဲ့နေသားမှာရှိပါတယ်ဒီအစောပိုင်းရာဒီစားမှာရလမကောင်းတာဖြစ်တဲ့အကြောင်းကြီးအပေါ်နှစ်တင်းနဲ့ရမပြတ်တဲ့နေသားမှာသူ့အနေနဲ့ဒီတိုက်တဲ့ တိုင်တန်ကထွက်တော့ဖြစ်သွားဖြစ်သွားရနေထားမှာဖြစ်တာကြောင့်ချန်ပီယံလိမ့်မှာပဲဒီအဆက်တနေရာရောက်ဖို့အတွက်ရုံးလာမယ်နေထားမှာရှိပါတယ်။ဒါကြောင့်မင်းတို့ဒီဘက်မှာတော့ဒီနောက်ဆုံးဒီဘောင်းမန်နဲ့ဘောင်းဒူးကန်ထားတဲ့အနေထားမှာလည်းအာဆင်နယ်တို့ဒီ6မှတ်အပြစ်ရထားနေထားမှာဖြစ်တာကြောင့်အာဆင်နယ်တို့နေနဲ့လည်းချန်ပီယံလိမ့်မှာဖိအားအရင်ယူရှိတဲ့အနေထားမှာရှိပါတယ်။ဒီဒီကိုကတော့ဒီတပွဲနိုင်တပွဲရှုံးနဲ့3မှတ်ပဲရထားနေထားမှာဖြစ်တာကြောင့်သူနေနဲ့ဝင်းဝင်းဖြစ်ပေမဲ့ဒီတက်မှတ်လောက်ရအောင်ဒီချပြင်ဆင်လာမယ်နေထားမှာရှိပါတယ်။ဒါကြောင့်မင်းတို့ဒီဘက်မှာတော့တလုံး30သားပေါင်းကြည့်အောင်ပါ ဒီဖောင်းဖောင်းကောင်းလေးနဲ့တင်ထိုင်လိုက်လို့ဆိုမှုဒီချေရလဲရမ်းမကွာနေတာမှာအာဆင်နယ်တို့အင်ဂျင်ဖြစ်ပေမဲ့နှစ်ခုပြတ်ဖို့မလွယ်ဘူးနေတာမှာရှိပါတယ်ဒါကြောင့်မို့လို့နော်30ရင်းပြီးတော့ဂူဝင်း80ကိုပေါ်နေတဲ့ဒီကိုပေါင်းမှာလဲနှစ်သင်းစလုံးကတော့ဒီခံစစ်ကောင်းတဲ့နေတာမှာဖြစ်တာကြောင့်ကိုပေါင်းအောက်ကိုရွေးချထားပါတယ်80ကိုပေါ်နေတဲ့ကိုပေါင်းအောက်ကိုရွေးချထားပါတယ်နောက်တစ်ဘက်ကဒီကိုပင်းကင်းနဲ့ top မှာဒီဘက်မှာဝေးတော့မှာဘောရေးတလုံး80စာကိုပေါင်းရေးတလုံး60စာမှာကြီးပွင့်လာပါတယ်ဈေးတန်းကိုကြည့်ရမယ်ဆိုတော့ဒီဒီနောက်ဆုံး နှစ်ပွဲစတိုက်နိုင်ငံပြောက်စားတဲ့ဒီတော့မလို့နေနဲ့ဒီဈေးကတော့ဖြစ်တဲ့ဈေးလို့ပြောလို့ရရင်ကြားမှာရှိပါတယ်အင်းရှင်ဒီကိုဗဟင်ကရဲ့ဖောင်ကြည့်ရမယ်ဆိုတော့ဒီဒိမတ်ဓမ္မလီမာသူနေနဲ့ဓမ္မလီမာတော့သူနေရုံးကန်နေရတဲ့နေရာမှာရှိပါတယ်နောက်ဆုံးနှစ်ပွဲဆက်ဒီသူ့လီမာတော့နိုင်ငံပြောက်ဆုံးထားပါတယ်ဝင်းဝင်းတော့မုံကြည့်ရမယ်ဆိုတော့နောက်ဆုံးနှစ်ပွဲစတိုက်နိုင်ငံပြောက်ဆုံးထားပါတယ်ဘိုင်းယံကို2-1နဲ့ရှုံးထားပြီးဒီအာဘီလိုက်ဆက်ကို1-1ထောချက်ထားနေတာမှာဖြစ်တာကြောင့်ဒီနှစ်သင်းလုံးကတော့သူ့နေနဲ့ဒီနိုင်ငံပြန်ရအောင်ဖြတ်ခွေလေးရမယ်နေရာမှာဖြစ်တာကြောင့် အဲနံပွဲလိုမှုနေရင်တူနေပြီမဲ့ကျွန်တော် grant ပို့ပြင်းလက်ဒီထော့မွန်တို့ဝေဝင်ကနေအနိုင်ဆုံးမှရရှိသွားမယ်ပွဲလို့ယူဆပါရတယ်။အဲကြောင့်မင်းတို့ဒီပွဲမှာတော့ဝမ်လက်ရှိတဲ့စာပေါင်းကြီးကမာထော့မွန်ပေါ်ကိုရွေးချယ်ထားပါတယ်။နောက်တစ်ပွဲတော့ဒီ new castle နဲ့ပြင်ပြီးကဒီပွဲမှာလည်းဒီ ancient new castle ဘူတွေတစ်လုံး30ဘူပေါင်းကြီး350စာမှာချိန်ခွင့်ထားပါတယ်။ဈေးတောင်ကြည့်ရမယ်ကျွန်တော်ဒီ chelsea chelsea ရတာမှာ chelsea ဝင်မှာပြင်ပြီးကကိုဒီတစ်လုံး50စာပေးထားနေတာမှာဖြစ်တာကြောင့် new castle ကိုဒီဈေးပြင်းနေလို့ပြောလို့ရတဲ့အနေထားမှာရှိပါတယ်။ ကျွန်တော်ဒီဘွဲမှာတော့လူကာဆိုတော့ဒီရင်းပြင်းနေဆိုပေမဲ့ဒီလက်ရှိဖောက်မှာလည်းလူကာတို့အနေနဲ့ဒီဖောက်အញ្ញမကောင်းပါဘူးသူအနေနဲ့ဒီဒီအလဲလက်အသင်းနေနေဆိုရင်တွန်းကိုရဖို့တောင်းရုံးဝင်ရတဲ့ဒီထားမှာရှိပါတယ်သူတွန်းကိုရထားတဲ့ဒီထားကဒီကပ်ကပ်ပွဲတွေရဲ့ဒီပြီးခဲ့တဲ့ချန်ပီယံလိဒီဂျူနီယာဗာလင်တို့အသင်းမျိုးတွေမှာဒီအသင်းသေးတွေဆိုရင်ငါကိုပြတ်နိုင်ရရှိတာဆိုပေမဲ့ EBM မှာလည်းဒီအနေနဲ့ဒီတွန်းကိုတကူရဖို့တောင်းမနေရုံးကန်ရတဲ့ဒီထားမှာရှိပါတယ်ဝင်းဝင်းပင်ပီကာကိုကြည့်ရမယ်ဆိုရင်သူနေဒီနှစ်ပွဲစတဲ့ ရှုံးဝဲတက်တာအနေနဲ့မှာဖြစ်တာကြောင့်ဒီဝဲဝဲမှာတော့ဒီနေနဲ့ဒီတက်မလောက်ရအောင်เนาะတေချာပြင်ဆင်လာမဲ့နေရာမှာရှိပါတယ်ဒီညီပြလည်းဒီမွန်ညိုညီပြဖြစ်နေတဲ့နေရာမှာဖြစ်တာကြောင့်ဒီလူကာဟဲ့တို့အနေနဲ့ဒီခန်းစင်းပြင်ဆင်လာမဲ့ဒီမွန်ညိုရဲ့အတင်ပင်ဒီကာကိုဘူးရဖို့ဒီခက်ခဲလာမဲ့နေရာမှာရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာတော့လူကာဆေကလည်းခန်းစင်ကောင်းတယ်ဒီအဝေးပင်ပင်ဒီကာလည်းဒီမွန်ညိုကန်နဲ့ဒီခန်းစက်သားပေးလာမဲ့နေရာမှာဖြစ်တာကြောင့်ဒီဘိုးဘောက်အောင်နဲ့ဘိုးဘောက်တလုံး၁၀ဆန်းသားပေါက်ကြည့်အောင်မှာဒီ ယူကဆယ်တို့နှစ်ခုပြက်ဖို့ဒီလိုလာမဲ့နေထားမှာမရှိပါဘူး။ဒါကြောင့်မလို့အဝေးဝင်းဘင်ဒီကဘော်ဒီနဲ့ကိုဝါအောက်ကိုရွေးချယ်ထားပါရယ်။ငါတို့ကတော့ပြက်ကူနဲ့နာပိုလီဒီဘက်မှာတော့အဝေးနာပိုလီကဘော်ကြီး level 40ဘူပေါင်းကြီး35ပြားဆားစာမှာချိန်ပွင့်ထားပါရယ်။ဒီနေ့ဒီလက်ရှိကတော့ဖောင်ကြည့်ရမယ်ဆိုတော့ဒီထောင်ရတော့ရိုင်းမကွာတဲ့နေထားမှာရှိပါရယ်။ဒီပြက်ကူရတဲ့နောက်ဆုံးကားမှာသုံးပွဲနိုင်နှစ်ပွဲတည်းအဝေးဝင်းနာပိုလီရဲ့နောက်ဆုံးကားမှာသုံးပွဲနိုင်နှစ်ပွဲရှုံးနဲ့ဒီနောက်ပိုင်းနောက်ဆုံးပွဲမှာတော့ဒီနာပိုလီတို့ ရှုံးမဲ့တွေ့တာအများမှာရှိပါတယ်။အဲ့တော့ဒီဘွဲမှာတော့ဒီနာပိုလီကလည်းဒီနာပိုလီရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဒီ White Land ဒီ Max Dominic နဲ့ Luca Pirlo တွေအဓိကဒီကစားသမားတွေတိုင်ရရှိထားတဲ့အနေအထားမှာဖြစ်တာကြောင့်အခုနေနေဒီတိုက်စစ်ကဘူရဖို့အရင်မလွယ်ကူတော့တဲ့အနေအထားမှာရှိပါတယ်။ပြီးခဲ့တဲ့ဒီစီးရီးပွဲမှာလည်းရှုံးမဲ့တွေ့တာလည်းဖြစ်တယ်။ဒီအဓိကကစားသမားတွေလည်းဒီဘွဲမှာပပဝင်နေတဲ့အနေအထားမှာသုံးလုံး25ပြားရှုံးပေါက်ကြရမှာဒီနာပိုလီရဲ့ခံစစ်ဒီအသာပေးတဲ့အတင်းဖြစ်တာကြောင့်ဘိုးပေါင်းအောက်ကိုရွေးချယ်ထားပါတယ်။ နောက်ဘက်တော့ဒီ union valen နဲ့ inter ဒီဘက်မှာဒီ away inter ကဝူကြီးတလုံး90စာဘူပေါင်းကြီး380စာမှာခြေခွန်းထားပါတယ်ဒီစည်းတောင်းကြည့်ရမယ်ဆိုတော့ဒီ inter လို့နေတဲ့ဒီနှစ်ပွဲလုံးဒီ champion league မှာနှစ်ပွဲလုံးအနိုင်ရရှိထားတဲ့နေသားမှာဒီလက်ရှိဖောက်မှာလည်းအကောင်းဆုံးနေသားမှာဖြစ်တာကြောင့်ဒီ union valen လို့တင်းမြုပ်ကိုဒီ union valen နဲ့ပြီးခဲ့တဲ့ဘက်မှာဒီ mukase ဝေဝင်ကနေတော့မှာလေးဘူးပြအနိုင်ရရှိထားတဲ့အတင်းကိုတလုံး90စာကဒီစည်းပြောတဲ့နေသားမှာရှိပါတယ် တော်ဒီဘွဲမှာတော့ဒီဝေးဝင်းအင်တာတို့ကလည်းဒီနှစ်ပွဲလုံးအနိုင်ရရှိထားတဲ့အကြမ်းမှာဖြစ်တာကြောင့်ဒီရမတ်အပြင်ဒီအရင်မလိုတဲ့အကြမ်းမှာရှိပါတယ်။အဲဒါကြောင့်ကျွန်တော်ဒီဘွဲမှာတော့ဒီအင်တာမီလန်တို့ဇာချွေတာသွားမဲ့ဘွဲလို့ယူဆပါတယ်။လုံးဝစားပေါက်ကြည့်အောင်မှာ90ရင်းပြီးအရင်ယူမြဲပါလင်ဘောကိုရွေးချက်ထားပါတယ်။နောက်တစ်ဘွဲကဗီလာရဲနဲ့ဒီမန်ချက်တာစီးတီးဒီဘွဲမှာအဝေးမန်ချက်တာစီးတီးကဘောလုံးကြီးလုံး90စားဘူပေါင်းကြီး390စားမှာခြေခွင့်ထားပါတယ်။ ဒီစည်းရုံးကြည့်ရမယ်ဆိုတော့ဒီလာကြီးရဲ့လို့ဒီလာလီတာမှာဒီအလဲလက်ရှိတဲ့အသင်းအသင်းကိုဝေးဝေးမချတာစီးကတလုံး90ဆားကဒီဈေးမှန်တယ်လို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်။တက်ရှိကတော့ဖောင်ကြည့်ရမယ်ဆိုရင်ဖောင်ရတော့ဒီနှစ်ပြင်းလုံးဖောင်မစိုးလို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်။ဒီလာကြီးရဲ့လည်းနောက်ဆုံးကတော့မနှစ်ပွဲနိုင်တစ်ပွဲရှုံတစ်ပွဲတည်နဲ့ဒီဖောင်ကောင်းတဲ့အနေအထားမှာရှိပါတယ်။ဝေးဝေးမချတာစီးကတော့နောက်ဆုံးကတော့မဒီဝန်နိုင်တစ်ပွဲတည်နဲ့ဒီရှုံမှန်မရှိကန်ထားပြီးဖောင်အောင်ကောင်းမွန်လို့အနေအထားမှာရှိတဲ့အနေအထားမှာရှိပါတယ်။ဒီအင်ရှင်ဗီလာကြီးရဲ့ကိုကြည့်ရမယ်ဆိုရင်ဒီချန်ပီယံလိဂ်နှစ်ပွဲကန်ထားရမှာသူ့အနေနဲ့ တမက်ပဲရရှိထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီချန်ပီယံလိမှာဒီနေနဲ့ရမှတ်ရှောက်ဖွေးဖို့လိုအပ်နေတဲ့အနေအထားမှာရှိပါတယ်ဝင်းဝင်းမတ္တာစီးပြီးရတော့ဒီတဝဲနိုင်တဝဲတည်နဲ့ရမှတ်လေးမှရရှိတာအနေအထားမှာဖြစ်တာကြောင့်မဆိုးလို့ပြောရတဲ့အနေအထားမှာရှိပါတယ်တော့ဒီဘွဲမှာတော့ဒီအင်ရှင်ဗီလာရေးတို့ကလည်းရမှတ်လိုအပ်မှုနဲ့တူအင်ဘွဲမှာတော့ဖွင့်ကန်လာမယ့်အနေအထားမှာရှိပါတယ်ဝင်းဝင်းမတ္တာစီးပြီးရလည်းဥပမာဒီဗီလာရေးလို့တင်မျိုးကိုတော့ဒီဒီရမှတ်အခင်းနဲ့လေးမှရရှိတာအနေအထားမှာဒီပိတ်ကန်လာမယ့်အနေအထားမှာမရှိပါဘူးဒါကြောင့်မို့ဒီ ဒီလိုလုံးတိုက်စစ်ပွင့်လာမယ်အများမှာဖြစ်တာကြောင့်လုံးလုံးတစ်ဆင်းစားပေါက်ကြည့်ရမှာဒီဘက်မှာကိုဝါအပေါ်တမျိုးတော့ပဲရွေးချယ်ထားပါရဲ့နောက်တစ်ဘက်ကဒီဘက်ကုစင်းနဲ့ပြည့်ကြည့်ဒီဘက်မှာဝီပြည့်ကြည့်ကဘုံကြီးတလုံးလုံးရဲ့စားဘုံပေါင်းကြီးကုလုံးတီမှာချီးပွင့်ထားပါရဲ့ဒီစီးတန်းကိုကြည့်ရမယ်ဆိုတော့ဒီပြည့်ကြည့်လို့ဒီချန်ပီယံလိဒီလက်ရှိချန်ပီယံအနေနဲ့တလုံးလုံးရဲ့စားကဒီပေးသင့်တဲ့စီးတန်းလို့ယူဆပါရဲ့လက်ရှိခေါက်မှာတော့ဆောင်ရတော့တလုံးလုံးအရင်မကွာပါဘူးဒီဒီဘက်ကုစင်းနဲ့နောက်ဆုံးကဘက်မှာရှုံးဝင်းမရှိကြတာပြီးသုံးပွဲနိုင်နှစ်ပွဲတည်ဝီပြည့်ကြည့်ကတော့ဒီနောက်ဆုံးကဘက်မှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးနှစ်ပွဲတည်နဲ့ ဒီဒီဟိုကမှနည်းငယ်ရုံးကန်နေရတဲ့နေရာမှာရှိပါတယ်။ချန်ပီယံလိမှာသူ့နည်းငယ်တွေနှစ်ပွဲကန်ထားရမှာနှစ်ပွဲလုံးရန်တော့ပြေနိုင်ထားပါတယ်။ဒီဘက်ကိုစင်းတော့ဒီနှစ်ပွဲကန်ထားရမှာနှစ်ပွဲလုံးတည်နေတဲ့ဒီနှစ်မှတ်ပဲရရှိထားတဲ့နေရာမှာဖြစ်တာကြောင့်ဒီနည်းငယ်တွေရမှတ်ပြန်ပြီးတော့ဆူတော့မို့လို့နေတဲ့နေရာမှာရှိပါတယ်။ဒါကြောင့်မင်းတို့ဒီဘက်မှာတော့ PSG တို့ကလည်းဒီချန်ပီယံလိမှာနှစ်ပွဲဆက်နိုင်ထားတဲ့နေရာမှာဖြစ်တာကြောင့်ဖီယာကင်းကင်းနဲ့ကန်လာမဲ့နေရာမှာရှိပါတယ်။ဒီလက်ရှိမှာလည်းဒီ PSG တို့ ဒီအဓိကဒီတိုက်စစ်ကရောဒီကွင်းလေကရောအဓိကကစားသမားတွေတိုင်ရန်ရရတဲ့ဟာဖြစ်တာကြောင့်ဒီနောက်ပိုင်းပွဲစဉ်တွေမှာတော့သူနေနဲ့တွန်ကိုရောဒီနံပွဲချောက်ခွေမှုပါပါဒီရောင်းကရန်တားမှာရှိပါဒါကြောင့်မို့လို့ဒီပွဲမှာတော့ဒီအိမ်ကွင်းဒီမှာကုစံတို့အမှတ်လိုအပ်ချက်ရှိမှုရဲ့ဝိဝင်းပြည့်ကြီးတို့ဒီတိုင်ရန်ရကစားသမားများနေမှုရဲ့အဲကြောင့်တလုံးသုံးဆယ်စားပေါက်ကြီးအောင်မှာ30ရင်းပြီးတော့ဒီမှာကုစံဘော်ဒီနဲ့တော်တော်ဒီပေါက်ကြီးအောင်မှာဒီပြည့်ကြီးကလည်းတိုက်စစ်ကဒီကိုရဖို့ရောင်းကရန်မဲ့အနေထားမှာဖြစ်တာကြောင့် ဒီခံစစ်ကလည်း BSD ခံစစ်ကကောင်းပြီးသားအင်အားမှာကိုပေါင်းအောက်ကိုပြစ်ထားပါတယ်လီဘာကူစံပူရင်းရဲ့ကိုပေါင်းအောက်ကိုကြိုက်ပါတယ်အင်္ဂလိပ်ညမှာချန်ပီယံလိညမှာအားလုံးအပေါင်းပြကြပါလိမ့်ကြ